ေစီမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမေလာတရက်နေ့တမျိုးစီမပရိုင်တိုင်းမျိုးစီမတရင်အစီအစဉ်ကနေကြိုးဆိုပါရယ်ဒီအစီအစဉ်ကိုကျွန်တော်ခန့်တွေကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီကနေ့ကြည့်ရှုရမယ့်တရင်တင်ကတော့ဆက်ယုံဝန်ထမ်းတွေကိုအလုတ်ချိန်၈နာရီအတွက်လုံအားခကြက်၂တောင်းတက်မှတ်ပေးဖို့ FGWN တောင်းဆိုရတဲ့ငဖဲမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီးတော့ကိုဦးတေဆုံးတဲ့တရင်စောမြို့နယ်မှာလေကြောင်းတိုက်ခိုက်ခံရပြီး ကလင်းငယ်အပါဝင်၄ဦးတည်ဆုံးတဲ့တဲ့အိန္ဒိယကပါကစ္စတန်လေယာဉ်တွေကို၄ပိုင်နဲ့ဖျက်ကျော်ပြတ်တန်းခွင့်ပိတ်ပင်တဲ့တဲ့နဲ့အီလွန်မတ်စ်ကိုအမေရိကန်အများစုက လေးစားတာကြောင့်အစိုးရအဖွဲ့မှဆက်လက်လုတ်ကင်စီလိုတယ်လို့ထရန့်ပြောတဲ့တဲ့အပါဝင်ဒီကနေ့ညနေ9:00နာရီရရှိထားတဲ့ရွှေစည်းငွေစည်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ။ ပထမဆုံးသတင်းသဘောအနေနဲ့ဒီနေ့မေလ၁ရက်နေ့135နှစ်ပြည့်ကမ္ဘာအလုံတမားနေ့မှာမြန်မာနိုင်ငံအထွေထွေအလုံတမားတမကများအဖွဲ့ချုပ် FGWN ကအလုံတမားတွေရဲ့အခွင့်အရေးအတွက်အချက်အချို့ကိုထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။အဓိကကတော့အလုံတမားတွေရဲ့တရက်လုံချိန်၈နာရီအတွက်အချိန်ပိုမပါပဲအ ਨੇ စုံလိုအားက2000ကျပ်သတ်မှတ်ပေးဖို့ပါ။ဒါ့အပြင်စက်ရုံပိုင်ရှင်တွေအလုံရှင်တွေအနေနဲ့ အလုတ်သမားတွေကိုလုပ်ငန်းခွင်မှာကျန်းမာရေးစောင့်ရှောက်မှုလုံလောက်အောင်ပေးဖို့စံနာမပါပဲအတင်းအလုတ်ခိုင်းနိုင်ရည်လဲချက်ချင်းရပ်ဖို့လဲတောင်းဆိုထားပါတယ်အမျိုးသမီးအလုတ်သမားတွေအတွက်ဆိုရင်လဲလားစဉ်သုံးခုနေတစ်ခါမှန်ထောက်ပံ့ပေးဖို့လဲပြောထားပါတယ်အလုတ်သမားတွေကိုကိုစားမပြုရဲအတူအယောင်အလုတ်သမားအဖွဲ့တွေဖွဲ့ရမျိုးမလုပ်ဖို့အလုတ်သမားတတ်မှတ်ကတွေကိုအာဏာရှင်လက်အောက်ကအလုတ်သမားဝန်ကြီးဌာနမှာအာရမမှတ်ပုံတင်ခိုင်းတာ လောက်တမကောင်းဆောင်ညရဲ့အချက်လက်တွေယူထားတာတွေလည်းရပ်ဖို့ကို FGWN ကတိုက်တွန်းထားပါသေးတယ်။အခုဆိုရင်မြန်မာနိုင်ငံကစက်ရုံလုံးမားတွေဟာအလုတ်ရှင်တွေနဲ့နိုင်ငံရဲ့ဖိနှိပ်မှုတွေအောက်မှာတရက်ကို12နာရီကျော်အလုတ်လုပ်နေရပြီးတော့လူအားခါကလည်းမလုံလောက်ဘူးလို့ FGWN ကတရင်ထုတ်ပြန်ထားပါတယ်။အထူးသဖြင့်တော့စက်မှုဇုံတွေမှာဆိုရင်အာရမအလုတ်ခိုင်းတာကလေးအလုတ်သမားတွေခိုင်းတာ အလौဒမတ်တမကဖွဲ့ဖို့စ조사ရာတွေကိုဖြိုခွဲရာမျိုးအများဆုံးဖြစ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်စီဇန်လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အလौဒမတ်ခေါင်းဆောင်တွေကိုဖမ်းဆီးတပ်ဖြတ်တာပြစ်မှတ်ထားဖိနှိပ်တာတွေရှိသလိုစစ်မှုရန်ဥပဒေကိုအကြောင်းပြပြီးစစ်သားစုဆောင်းတာကြောင့်အလौဒမတ်တွေလုပ်ငန်းခွင်ကနေထွက်ပြေးပြီးတော့ပြည်ပကိုအလုပ်လုပ်ဖို့တွားကြရပါတယ်။ဒါပေမဲ့အဲ့ဒီမှာလည်းတပ်ဆိုင်ရာနိုင်ငံတွေရဲ့အလို့ရှင်တွေက စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုတွေကြောင့်အခက်အခဲတွေကိုအများကြီးရင်ဆိုင်နေရတယ်လို့ဆိုပါတယ် FGWN ကတော့ဒီအခြေအနေတွေကတော့လွတ်မြောက်ဖို့ဆိုရင်စစ်အာဏာရှင်စနစ်ကို အပြီးတိုင်အဆုံးသတ်မှတ်တာဖြစ်နိုင်မယ်လို့ယုံကြည်ထားပါတယ်ဒါကြောင့်ပြည်ရင်းပြည်ပအလုံသမားတွေရဲ့သွေးစီညွန်ရွံ့နဲ့တိုင်းပြည်မှာဒီမိုကရေစီရရှိဖို့ဆက်လက်ကြိုးပမ်းသွားမယ်လို့ပြောထားပါရဲ့ ဒါအပြင်နိုင်ငံတကာအလုံသမားခွင့်ရေးအဖွဲ့တွေနဲ့အင်အားစုတွေကိုလည်းစက်မှုဇုံအလုံသမားတွေကို အာရမစစ်မှုထမ်းစည်ရင်းသွင်းတာနေရက်ပြန်အလုံသမားတွေကိုစစ်မှုထမ်းခိုင်းနာရီရပ်တန့်ဖို့စစ်အာဏာရှင်ကိုဖိအားပေးပေးဖို့တောင်းဆိုထားပါတယ်။ရွှေပြောင်းအလုံသမားတွေအနေနဲ့လွတ်လပ်တဲ့အလုံသမားတမကတွေဖွဲ့ခွင့်ရဖို့ဥရင်နဲ့အညီဘေကင်းစွာအလုံးလုံးခွင့်ရဖို့ပံ့ပိုးပေးဖို့လည်းတိုက်တွန်းထားပါသေးတယ်။ CDN ပြည်သူ့ဝန်ထမ်းတွေကိုကူညီပေးဖို့နဲ့ သူတို့ရဲ့တမကတွေအားကောင်းလာအောင်ဝိုင်းဝန်းပံ့ပိုးပေးဖို့လည်းမေတ္တာရက်ခံထားပါရခင်ဗျာဒုတိယသတင်းစပုတ်အနေနဲ့မကွေးတိုင်းငဖဲမြို့နယ်ကသတင်းနဲ့ဆက်ချင်ပါတယ်မကွေးတိုင်းငဖဲမြို့နယ်မှာလမ်းပိုင်းလုံခြုံရေးလုပ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုချင်း Defense Force SHO အဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတော့စစ်ကောင်စီတပ်သား6ဦးသေဆုံးသွားတယ်လို့ချင်း Defense Force SHO ကမေလတရက်နေ့ဒီကနေ့မှာသတင်းထုတ်ပြန်လာပါတယ် ဒီတိုက်ခိုက်မှုကဧပြီ30ရက်နေ့မနက်7နာရီလောက်မှာဖြစ်ခဲ့တာပါပဇီယွာကတက်စခန်းကနေအင်အား20လောက်နဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားဖြတ်ပြီးတိုက်ခိုက်ခဲ့ရလို့ချင်း Defense Force အရှူအဖွဲ့စီကသိရပါတယ်ဒီတိုက်ပွဲအတွင်းမှာကပ္ပဆာ73ကစစ်သား9ဦးတေဆုံးသွားပြီးတော့ MA မျိုးစာတနက်9လက်ကြည်စံတချို့နဲ့ခဲရန်နဲ့တင်းဆဲရရှိခဲ့လို့အဖွဲ့ကပြောပါတယ်စက်ကောင်စီတပ်ဖွဲ့ကနယ်ရီကန်လေးချောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကေးစကန်တစ်ခုအနေနဲ့ပစီဂျေးယွာဖုန်ကြီးကြောင်းမှာတက်မ69နဲ့ကပ္ပစ2013စစ်သားအင်အား330လောက်နဲ့တက်ဆွဲထားတာပါဒီတက်သားတွေဟာပစီဂျေးယွာထဲမှာဒေသခံတွေရဲ့နေအိမ်ကပစ္စည်းတွေကိုခိုးယူရောင်းချရာမျိုးလှုပ်ဆောင်နေတယ်လို့ချင်း Defense Force အရှိုးအဖွဲ့ကထုတ်ပြန်ထားပါတယ်ဒါပြင်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ကလည်းနိုင်ငံလေကျောင်းရံကာကွယ်ရေးတပ်ခန်းက ကာကင်းစခန်းတွေကနေချွတ်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးကို လက်နက်ခဲယံနေတဲ့အတူဖမ်းဆီးနိုင်ခဲ့တယ်လို့ချင်း Defense Force အရှုအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာမကွေးတိုင်းဘက်ကသတင်းလည်းပဲဆက်ပါမယ်မကွေးတိုင်းစုံမြို့နယ်တဲကအညာကတဲ့ချေးရွာမှာစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်ဆိုပြီးရောအလင်းတန်းအဖွဲ့ကသတင်းထုတ်ပြန်ပြောဆိုလာပါတယ်ဒီတိုက်ခိုက်မှုမှာအသက်၈နှစ်အရွယ်မင်းကလေးတယောက်အပါအဝင်တပ်ခန့်၄ယောက်တေဆုံးသွားတယ်လို့ဆိုပါတယ် ဒီကနေ့မေလတရရက်နေ့မနက်10:55မိနစ်အချိန်မှာတရဦး40ကနေဂျက်ဖိုက်တာတစီထွက်လာပြီးတော့ကျေးရွာစာတင်ကျောင်းသားမှာပေါင်250ဘုံနှလုံးကျဲချသွားတာပါဘုံတစ်လုံးကကျောင်းဆောင်ဘေးကလမ်းမပေါ်ကျတယ်နောက်တစ်လုံးက အနည်းငယ်ဝေးရနေရာမှာကျတယ်လမ်းတစ်လျှောက်ကအိမ်တွေလည်းပျက်စီးသွားရဲ့လို့ဒေတာခန်တအူးကပြောပါတယ် ဒီတိုက်ခိုက်မှုဟာတိုက်ပွဲတစ်ခုမှမရှိဘဲပြည်သူတွေကိုပြစ်မှတ်ထားပြီးလုပ်ခဲ့တာလို့ရောအလင်းတန်အဖွဲ့ကဆိုပါတယ်တေဆုံးသွားသူတွေကတော့အသက်56နှစ်အရွယ်ဒေါ်မေကြည်လေးအသက်52နှစ်အရွယ်ဒေါ်တင်တင်ခိုင်အသက်38နှစ်အရွယ်ဒေါ်ပြားတာနဲ့အသက်8နှစ်အရွယ်မခုံးဆက်ချိုတို့ပါဝင်ပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာရဲကစာတင်ကြောင်းတစ်ခုနဲ့နေအိမ်၅လုံးပျက်စီးသွားတယ်လို့ဒေသခံတွေကသိရပါတယ် တိုက်ခိုက်မှုအပြီးမှာဒေသခံအချို့ကကြေးရွာကနေထွက်ပြေးသိမ်းရှောင်နေရပြီးတော့ဒေသခံအဖွဲ့အချို့ကလည်းနယ်မြေရှင်းလင်းဖို့ကူညီပေးနေလို့သိရပါတယ်ကျော်လင်းတန်းအဖွဲ့ကရောဒီရပိုင်းအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမကြာခဏဖြစ်နေတာမို့လေကြောင်းရန်တရီသားနေထိုင်မှုတိုက်တွန်းထားပါတယ်ပြီးခဲ့ဧပြီလထဲမှာရင်ရောဒေတာကလေကြောင်းတိုက်ခိုက်မှုခုနှစ်ကြိမ်ထက်မနည်းရှိခဲ့ပြီးတော့ဒေသခံချို့ကလည်းထိခိုက်ဒဏ်ရာရရှိခဲ့လို့အဖွဲ့ကပြောပါတယ်ခင်ဗျာ နိုင်ငံတကာသတင်းတွေကိုဆက်ကြည့်အောင်ပါအမေရိကန်တမရဒေါ်နယ်ထရန့်ကဗုဒ္ဓဖူးနေ့မှာ Elon Musk အနေနဲ့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေစီပြန်သွားကျင်တာကိုနားလည်တယ်လို့ပြောပါတယ်ဒါပေမဲ့အင်ဖြူရောမှာဆက်လုပ်ခြင်းနဲ့ဆိုရင်လည်းလုပ်ပေးနိုင်တယ်လို့သူကဆိုပါတယ် Elon Musk ကပြီးခဲ့တဲ့လကသူ့ရဲ့ Tesla ကကုမ္ပဏီမှာပြဿနာတွေရှိနေတာကြောင့်အဲ့ဒီမှာပို့ပြီးအယုံဆိုင်ဖို့လိုရဲလို့ပြောပြီးအစိုးရရဲ့ budget ဖြတ်တောက်ရေးဌာနဖြစ်တဲ့ GOGE ရဲ့ အကြီးအကဲအဖြစ်ကနေနှုတ်ထွက်မယ်လို့ကြေညာခဲ့ပါတယ်။အင်ဖြူရောမှာကပိနေအစည်းအဝေးတစ်ခုအတွင်း Trump က Elon Musk ကိုဒီနိုင်ငံကလူအများစုကမင်းကိုတကယ်လေးစားတန်ဖိုးထားရလို့ပြောခဲ့ပါတယ်။ဒီစီဝေအမက်စကဒီအိုဂျီအခန်းကဏ္ဍကနေနှုတ်ထုတ်မထွက်ခင်နောက်ဆုံးဖြစ်နိုင်တဲ့စီဝေပါထရန့်ကမင်းဆန္ဒရှိစရွေဆက်လုပ်ဖို့ဖိတ်ခေါ်ရဲလို့ဆိုပေမဲ့သူကတော့ကားတွေရှိတဲ့အိမ်ကိုပြောင်းချင်နေရဲလို့လည်းပြောပါတယ်တက်စလာကုမ္ပဏီဟာ ကမ္ဘာအချမ်းသာဆုံးသူအီလွန်မတ်ရဲ့ချမ်းသာမှုရဲ့အဓိကအရင်းမြစ်ဖြစ်ပေမဲ့သူ့ရဲ့နိုင်ငံရေးလုပ်ရည်အကြောင်းကုမ္ပဏီပုံရိပ်တိတိတသားချိခိုက်ခဲ့ရပါတယ်ထရန့်ရဲ့အနီးကပ်အကြံပေးအဖြစ်လှုပ်ဆောင်ခဲ့တဲ့မတ်ရဲ့ဘတ်ဂျက်ဖျက်သားမှုတွေကိုဆန့်ကျင်တဲ့သူတွေကြောင့် Tesla ရဲ့အယောင်ပြကန်းတွေဟာဥရောပနဲ့အမေရိကမှာစုဖို့အကြံဖတ်မှုတွေတပိတ်မှောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် ထရန့်ကမင်းအများကြီးအနစ်နာခံခဲ့ရပြီးသူတို့ကမင်းကိုမတရားဆက်ဆံတယ်လို့မက်ရှ်ပြိုင်ဘက်တွေကိုပြောခဲ့ပါတယ်။အီလွန်မက်စ်ကတော့သူတို့ကငှက်ကားတွေကို မီးရှို့ခြင်းနေကြတာဒါကမကောင်းဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ထရန့်အစိုးရဖွဲ့ဝင်ဖြစ်ပြီးမက်ဆ်ရဲ့ယဉ်သိတဲ့မဟာမိတ်တယောက်ဖြစ်တဲ့ဒေးဗစ်ဆက်ကပြီးခဲ့တဲ့သတင်းပတ်မှာမက်ဆ်ဟာ GOG ကနေထွက်ခွာမသွားပေမဲ့သူ့အခန်းကဏ္ဍကိုရှော့ချမယ်လို့ပြောခဲ့ပါတယ်ခင်ဗျာ။ ဒူရီယာသတင်းသဘောအနေနဲ့အိန္ဒိယကပါကစ္စတန်လေယာဉ်တွေကိုလေပိုင်နက်ဖြတ်ကျော်ပြန်တန်းခွင့်ပိတ်ပင်တဲ့သတင်းပါအစ္စလာမဘက်ကအိန္ဒိယလေယာဉ်တွေကိုသူ့ရဲ့လေပိုင်နက်ပေါ်ဖြတ်ကျော်ပြန်တန်းခွင့်ပိတ်ပင်လိုက်ပြီးတဲ့နောက်ညူးဒေလီကလည်းပါကစ္စတန်လေယာဉ်တွေကိုသူ့လေပိုင်နက်အသုံးပြုခွင့်ကိုဗုဒ္ဓဖူးနေ့ကပိတ်ပင်လိုက်ပါတယ်ကိုဆိုင်ခန့်ကဆက်လက်ပြီးတင်ဆက်ပေးထားပါရခင်ဗျာ အစ္စလမ်မဘက်ကအိန္ဒိယလေယာဉ်တွေကိုသူ့လေပိုင်နဲ့ပေါ်ဖြတ်ကျော်ပြန်တန်းခွင့်ပိတ်ပင်လိုက်ပြီးတဲ့နောက်ညူးဒေလီကလည်းပါကစ္စတန်လေယာဉ်တွေကိုလေပိုင်နဲ့အသုံးပြုခွင့်ကိုဗုဒ္ဓုံးတွေမှာပိတ်ပင်လိုက်ပါတယ်။ဒါဟာနျူကလ িয়ার လက်နက်ပိုင်ရှင်ပြိုင်ဘက်အိန္ဒိချင်းနိုင်ငံကြီးနှစ်ခုအကြားဆက်ဆံရေးထိမ့်မနိုင်သိမရဖြစ်လာမှုမှာနောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ပါကိုက်ရဲ့နားကိုက်မဲ့လုပ်ရဖြစ်ပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာအရက်သားတွေအပေါ်တိုက်ခိုက်မှုမှာအဆိုးဆုံးဖြစ်ခဲ့တဲ့ဧပြီလ22ရက်နေ့တိုက်ခိုက်မှုမှာ အစ္စလာမဘက်ကနောက်ွယ်ကနေအားပေးခဲ့တယ်လို့နယူးဒေလီကစွပ်စွဲထားပါတယ်။ဒီတိုက်ခိုက်မှုမှာအမျိုးသား26ဦးသေဆုံးခဲ့ရတာပါ။ဒီဆွဆွဲချက်ကို အစ္စလာမဘက်ကညှင်းဆိုထားပြီးဒီတိုက်ခိုက်မှုပြီးကြတဲ့ကကက်ရှမီးယားနယ်စပ်မှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ တန်တမန်ရေးရမခန့်ချိမခန့်တာပြောတာနိုင်ငံသားတွေကိုနှင်ထုတ်တာနဲ့နယ်စပ်ပိတ်တာတွေကိုလည်းလုပ်ခဲ့ကြပါတယ်။ပါကစ္စတန်ကအိန္ဒိယလေရင်တွေသူ့လေပိုက်နဲ့အုံပြုတ်ဝင်ကိုဧပြီလ22ရက်နေ့မှာပိတ်ပင်ခဲ့ပြီးအိန္ဒိယကလည်းဗိုလ်တုံးတွေမှာအလားတူပြုလုပ်ခဲ့တာဖြစ်ပါတယ်။အစိုးရထုတ်ပြန်ချက်အရဒီပိတ်ပင်မှုဟာမေ23ရက်အထိရှိနေမှာဖြစ်ပါတယ်။ အစိုးရကလေကြောင်းလိုင်းတွေစီးအတိပေးအကြောင်းကြားစာအရပါကစ္စတန်မှာမှတ်ပုံတင်ထားတာဒါမှမဟုတ်ငားရန်ထားတဲ့လေရင်တွေကိုအိန္ဒိယလေပိုင်နဲ့ဖြတ်ကျော်ပြန်တန်းခွင့်မပြုဘူးလို့ပါရှိပြီးအဲ့ဒီအထက်မှာစစ်လေရင်ပြန်တန်းမှုတွေလည်းပါဝင်တယ်လို့ဆိုပါတယ် အင်ကာနေကကျင်းပခဲ့တဲ့တကားပိတ်စည်းဝေးမှာအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကဒီတက်ခိုက်မှုကိုတုံ့ပြန်နိုင်မှုအတွက်စစ်တပ်ကိုအပြည့်အဝလွတ်လပ်စွာစောင့်ရွက်ခွင့်ပေးလိုက်တယ်လို့အကြီးအကဲဆိုရသတင်းရင်းမြစ်တစ်ခုက AFP ကိုပြောထားပါတယ်။ပါကစ္စတန်ကအဲ့ဒီတိုက်ခိုက်မှုမှာမြည်တုံးမြမပါဝင်ခဲ့ကြောင်းညင်းဆိုထားပြီးမြည်သည့်ကျူးကျော်ရန်စားမှုမျိုးကိုမဆိုပြပြတသားတုံ့ပြန်သွားမယ်လို့ကြေညာပြောကြားထားပါတယ်။ ထိတ်တန့်တဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်ပြီးတော့ဒီကနေ့ညနေ9:00နာရီရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစီနဲ့စောင်းစီစီတွေကိုတင်ပြပေးပါမယ်ဒါရီကိုရမြစည်းမရဲ့သတင်းတော့တူဖြစ်တဲ့ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပအပေါက်စေ2440ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1600ခွန်တက်သမ၄ကျပ်ပြင်ပပေါက်စေ3382ကျပ်ဒီရပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1386တက်သမ13ကျပ်ပြင်ပပေါက်စေ4986ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62တက်သမ9ကျပ်ပြင်ပပေါက်စေ132တက်သမ12ကျပ် မလေးရှားတမင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ486ဒသမ39ကျပ်ပြင်ပပေါက်စေ1025ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စေ56ဒိန်9000ကျပ် ပြင်ပပေါ့စေ83သိန်း2000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ53သိန်း13625ကျပ်ပြင်ပပေါ့စေ68သိန်း9000ကျပ်ပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်လီတာကို2435ကျပ်ပရီမီယံဒီဇယ်လီတာကို3010ကျပ် ော်တိတ်92တလီတာကို1805ကျပ်အော်တိတ်95တလီတာကို1865ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6935ကျပ်ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမျက်စိမှ prime time မျက်စိမှသတင်းအစီအစဉ်ကိုတင်ဆက် ပေးကြတာပါကြည့်ရှုအားပေးကြပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုတော့ကျွန်တော်ခန့်ရီကစူးစီးတင်ဆက်ပေးကြတာပါတမျက်စိမှ prime time အစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ချီည9:00ခန်းရိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်းလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ